မင်္ဂလာပါလို့ဥစွာပနာမနှုတ်ဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဒီလက်တော်ရွာလေးဒီရွာကကိုစင်ဆိုတဲ့လူစင်းရဲ့တယောက်ကချောင်းတစ်ခုထဲမှာဇကာတစ်ခုနဲ့အလုတ်ရှုံနေပြီးခဏနေတော့သူ့ရဲ့မျက်လုံးတွေအယောင်တောက်လာခဲ့တယ်သူ့ရဲ့ဇကာထဲကိုပါလာတာကတံပိုးကြီးစိန်တုံးတစ်တုံးပါဒီလိုနဲ့ကိုစင်ဟာသူ့ရဲ့မိမလာရာကိုခေါ်ဆောင်ပြီးရွာမှာအခြေချဖို့ရောက်လာတာအာဂတိပေးထားတယ်လို့ပဲငါတို့ကြက်ကြက်တဲတဲမနေရတော့ပါဘူးငါတို့ကိုအားလုံးကလေးစားဥညွတ်ရမှာပါလို့ပြောလိုက်ပါတယ် ိုစင်းကသူ့တွေးခဲ့တဲ့စိန်တုံးကြောင့်ချမ်းသာလာခဲ့တာပဲဖြစ်ပါလေ။ကိုစင်းရဲ့မိမဖြစ်သူကလည်းကိုလေးလက်ဝန်ကြီးနေပါ။အဲဒီနောက်မှာတော့အောက်လန်းစီယာဒိုမန်ကညဘက်တစ်တောတစ်ခုတည်းကိုဝင်သွားပြီးတခုခုကိုလိုက်ရှာနေတာပါ။ဒီလိုနဲ့အုတ်ကူတစ်ခုကိုမြင်လိုက်တော့သဘောကျစွာနဲ့ရေလိုက်ပါလေ။အဲဒီနောက်မှာတော့အုတ်ကူတဲကအယိုးကောင်းကိုထုတ်ယူလာပြီးအစီရင်တွေလောက်ကကြက်တကောင်ရဲ့သွေးကိုအယိုးကောင်းပေါ်ကိုဖျန်းလိုက်ပြီးသူ့တောင်းမှုတစ်ခုကိုပြုတ်လောက်ကသူ့ရှိကအိုးတလုံးထဲကိုဖြွင့်ကြည့်လိုက်တဲ့အခါမှာတော့ပိုက်ဆံတွေထွက်လာပါတော့တယ် ပိုက်ဆံတွေကိုကြည့်ပြီးသဘောကျစွာရဲနေတော့တိရွက်တွေအဖြစ်ပြောင်းလဲသွားကငါပိုက်ဆံတွေဘယောက်ကုန်ပြီလဲဆိုပြီးអော်လိုက်တော့အတက်ပေးရမယ်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။ငါ့ကိုအတက်ပေးမင်းကိုကြီးပွားချမ်းသာအောင်လှုပ်ပေးမယ်လို့ကြားလိုက်တဲ့အခါမှာတော့လှုပ်ပေးပါမယ်။အသက်ရှင်အောင်လှုပ်ပေးမယ်လို့ဂတိပေးတယ်လို့ပြောလိုက်ပါတယ်။ဘလို့အသက်ရှင်အောင်လှုပ်ပေးရမလဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။အဲဒီနောက်မှာတော့ရွာထဲကိုတာဝန်ရှိတဲ့လူတယောက်ကအားလုံးပဲနားထောင်ကြပါ ဒီညလာကြက်လိမ့်မယ်မိမားနဲ့ကလေးတွေအိမ်ထဲမှာပဲနေကြအပြင်မှာအန်ဒီရများတယ်နတ်ဆိုးကဖန်းစားခံရလိမ့်မယ်လို့တတိပေးစော်ဩပြီးဒါကိုကြားလိုက်ရတဲ့လူတွေကလည်းလုံလဆအလုပ်တွေကိုရပ်ပြီးပြန်သွားကြပါတယ်တပတ်မှာလာရာကလည်းမိဖွားပေးမဲ့ဝမ်းဆွဲတဲ့ကိုတွားပြကဝမ်းဆွဲတဲ့ကလည်းမကြခင်ဖွားမြင်တော့မှဖြစ်ပြီးယောက်ျားလေးဆိုတာတေးကြတယ်လို့ပြောလိုက်ပါတယ်ကိုစင်ကလည်းအကျွေးမပေးနိုင်တဲ့လူတယောက်ကိုရိုက်နှက်နေကအကျွေးဆက်မလားမိကြီးတွေကိုတင်ရမလားလက်နဲ့ဆက်မလားဆိုပြီးဓားကိုထုတ်ပြပါတယ် ကိုစင်းရဲ့မိမလာရာကလည်းကိုလေးလက်ဝန်ကြီးနဲ့အင်ကိုတယောက်တည်းပြန်လာနေရင်တောထဲမှာခွေးတကောင်ကသူ့ကိုလိုက်ဆွဲတဲ့အတွက်ပြေးလွှားနေရင်တောထဲကိုရောက်သွားကနေကလည်းဝင်သွားပြီးမှောင်တဲ့အချိန်ဖြစ်နေပါပြီ။သူ့မှပြေးနေရင်လဲကျသွားတော့သူ့ရှေ့ကိုလူတယောက်ကရောက်လာပြီးစေလင်းငွေနဲ့မှုတ်လိုက်တာကြောင့်တတိမေလဲသွားပါတယ်။သူ့မှပြန်လို့လာတော့အုတ်ကူတစ်ခုနားမှာရောက်နေပြီးထားဖို့စူးစမ်းနေတော့မှာပဲ။ဒုတိယမြေကြီးတဲ့ကိုကျွန်ကြသွားခဲ့ပါတယ်။ကိုစင်ကလည်းမိမဖြစ်သူပြန်မလာလို့ရွာသားတွေနဲ့လိုက်ရှာကြပြီးလာရာကလည်းသူမပြန်ထလာတော့ သူ့ရဲ့အရှိမနတ်ဆိုးကြီးကရောက်လာပြီးအနာကိုတိုးလာကသူ့ကိုပော့တက်နေရင်အာထမပြုတ်ကျင်းလိုက်ပါတယ်။ကိုစင်တို့ကလည်းလိုက်ရှာနေရင်လာရာရဲ့အော်တန်ကိုကြားလို့တွားကြည့်တဲ့အခါမှာလာရာရဲ့ဘိုက်ကအရှိမမရှိတော့ပဲကြောဘက်ကိုရောက်နေခဲ့ကအင်ကိုအ мян ခေါ်သွားပြီးဝမ်းဆွဲတဲ့နဲ့ကြောကုန်းကိုရောက်နေတဲ့ဘိုက်ကိုပြန်တဲဖို့စူးစမ်းနေကလာရာကလည်းနာကျင်လို့အော်နေခဲ့ပါတယ်။ကိုစင်ကလည်းသူ့အလုပ်သမားတွေကိုငါမိမ့်မဖြစ်တာကိုဘယ်သူမှမသိစေချင်ဘူးလို့နှုတ်ပေးလိုက်ခါကနာမငြိမ်ဖြစ်နေပါတယ်။ ဝမ်းဆွဲတယ်ကလည်းစူတောင်းမှုလုံးလိုက်ပြီးဘိုက်ကိုတက်လိုက်နိုင်ကကလေးကလည်းမွေးတော့မှာမို့တခါတည်းမွေးပေးလိုက်ပါတယ်ကလေးမွေးတဲ့အချိန်မှာပဲလျှက်စည်းတွေလတ်လာပြီးမိုးတွေချိန်နေကလာရာမွေးလာတာကကလေးမဟုတ်ပဲအရေကုန်ဖုံးထားတဲ့အလုံးကြီးဖြစ်နေကအဲထဲမှာလည်းတခုခုရှိနေပါတယ်ဝမ်းဆွဲတယ်ကလည်းအိမ်အကူကိုအနောက်မှာတွားထားခိုင်းလိုက်ပြီးဒီညာလက်ချက်မှာဒီဟာကိုမျက်နှာကိုအလင်းရောင်မထိစေနဲ့လို့လည်းမှားလိုက်ပါတယ်ဒီတော့အနောက်မှာတွားထားလိုက်ပြီးအဝင်းနဲ့အုပ်ထားလိုက်ကလာရာကိုတန်ရှင်းပေးဖို့ရင်းနှီးတွားပေးနေချင်း လာချက်ချင်းကိုရောက်သွားပြီးလရဲ့အယောင်ကအဲ့ဒီအရာပေါ်ကိုကြားရောက်လာကအုတ်ထားတဲ့အဝဲကလည်းလွင်သွားတဲ့အခါမှာပဲအသက်ဆဝင်လာပါတော့တယ်။ဒါကအောက်လန်းဆရာရဲ့အကြံဖြစ်ပြီးကျွန်တော်အသက်ပေးပြီးပြီကျွန်တော်ကိုချမ်းသာအောင်လုပ်ပေးပါအဖိုးလို့အယိုးကောင်းကြီးကိုဆူတောင်းလိုက်ပါတယ်။အိမ်ကိုကလည်းပြန်ရောက်လာတော့ထူထားခဲ့တဲ့အရာကမရှိတော့ပဲကလေးငိုတန်ကိုကြားနေရလို့သွားကြည့်လိုက်တော့ကလေးလေးကိုမြင်လို့ကောက်ချီလိုက်တဲ့အခါမှာပဲကလေးရဲ့ခန္ဓာကိုယ်နဲ့လက်ဆိုးရဲ့ဥကောင်းကြီးဖြစ်နေကသူ့ကိုကြိုက်ချလိုက်ပါတယ်။ အောင်လန်းဆရာကလည်းအိုးထဲကတိရွက်တွေကနေပိုက်ဆံတွေဖြစ်ပြီးသဘောကျကရဲနေပါတော့တယ်။ကိုစင်းကလည်းအိမ်ပေါ်ရဲ့အလောင်းကိုလာလာမသိခင်အဝေးကိုယူသွားဖို့မဆွဲတဲ့အဖွားကြီးကိုခိုင်းလိုက်ပါတယ်။ဒီချိန်မှာပဲကလေးငိုတန်းကိုကြားနေရလို့ကိုစင်းကကလေးပဲလို့ထင်ကသွားကြည့်တော့ရေခွေးထဲကမြက်တော်ထဲမှာကလေးကိုတွေ့ပြီးသူ့ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့သားပဲဖြစ်နေလို့ခေါ်လာပြီးလာရာရဲ့ရင်ခွင်ထဲကိုထည့်လိုက်ပါတယ်။ကလေးကိုလည်းဟာတီလို့နမည်ပေးလိုက်ကြပြီးဒါကိုဝမ်းဆွဲတဲ့အဖွားကြီးကကြည့်ပြီးကြောင်ရုံတုံးလုံးတွေက ။ပိုစင်ကလည်းဘာမှမပြောဘူးစိုက်ကြည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဟာဒီလေးကသူ့တို့ရဲ့ရိုးရာအရာထိတ်ဖြတ်ဖို့အချိန်ရောက်လာကကာယသိတိအစွမ်းပြပွဲလုပ်နေကြပြီ။ဒုတ်ပြီးဒါပြီးအစွမ်းတွေကိုလည်းပြသနေကြကဟာဒီကလည်းရက်ကြည့်ပြီးသဘောကျနေချိန်မှာပဲအောင်လန်းစီကဒိုမန်ကမလန်းမကန်းကိုရောက်လာပြီးအစီရင်တစ်ခုကိုလှုပ်လိုက်တာကြောင့်ဟာဒီကချက်ချင်းပဲအမူအရာပြောင်းသွားပြီးမျက်လုံးဖြူရောင်ဖြစ်သွားကသူစိုက်ကြည့်လိုက်တာနဲ့အစွမ်းပြနေတဲ့လူတွေကအကုန်လုံးကမောက်ကမတွေဖြစ်ကအစွမ်းတွေမရှိကြတော့ပဲဓာတ်တွေထိကအော်ဟစ်ကုန်ကြပါတော့တယ် ီလိုနဲ့ဟာဒီကိုထိပ်ပြတ်တဲ့အခါမှာဒါမတို့ပဲဒါပဲကွေးသွားကအားလုံးကလည်းကိုစင်းရန်သားကမာနေလို့နေမှလို့ဝိုင်းလောင်ကြတော့ဟာဒီကထွက်ပြေးသွားပါတယ်။ဒါနဲ့ဖြတ်ရတဲ့တမားတော်ကလည်းကိုစင်းခမည်းသားကဓားတော်ကွေးတယ်ဆိုရင်သူ့ရဲ့ကိုယ်ထဲမှာတခုခုရှိနေလို့ပဲလို့ဆိုတော့ကိုစင်းကခမည်းရဲ့ဓားကအတူလားလို့ဆိုကငါ့ကိုအရှက်ခွဲတာလားလို့အော်ပြောပြီးအပြင်ကိုခေါ်ထုတ်ခိုင်းလိုက်ပါတယ်။အဲ့တဲ့ဒီကိုလည်းပြန်လွှတ်လိုက်ချိန်မှာဝမ်ဆွဲတဲ့အဖကြီးကဒီကိစ္စကိုမပြောဘဲနှုတ်ပိတ်ထားတာမို့ကိုစင်ကိုပိုက်ဆံလုံနေလို့ဆိုပြီးလာတောင်းပါတယ် ကိုစင်ကလည်းနှုတ်ပိတ်ခပြီးလိုက်ပြီးခမရအသက်ကိုတံပိုးထားရင်မဆက်ပိတ်ထားပါလို့ပြောလိုက်ပါတယ်။ဟာဒီကလည်းစိတ်ဆိုးဒေါသထွက်ပြီးအော်နေကဘေးအမေတွေကတွားချော့လိုက်တော့မှငြိမ်သွားပါတယ်။ဟာဒီကိုတပ်ပုံရိုက်သွားတဲ့တပ်ပုံဆရာကလည်းအုံလူကူးတဲ့အခါမှာဟာဒီရဲ့ပုံကခလေးကိုနဲ့နတ်ဆိုးရဲ့ဦးကောင်းကြီးဖြစ်နေလို့လှန်သွားပါတယ်။ဟာဒီကလည်းသူ့အဖေနဲ့အမေအိတ်နေချိန်မှာရုတ်တရက်ထွက်သွားကဓာတ်ပုံကူးတဲ့ဆရာရဲ့အခန်းတကားကလည်းပွင့်သွားပါတယ်။ဒီချိန်မှာပဲဓာတ်ပုံဆရာကလည်းပုံလေးကပြုတ်ကျလာတာကိုကြောက်ကြည့်လိုက်တဲ့အခါမှာ နတ်ဆိုးရဲ့ပုံဖြစ်နေပြီပုံကလှုပ်လာတာကိုမြင်ပြီးလန်သွားချိန်မှာပဲကင်မရာဖလမ်မီကလင်းသွားတဲ့အခါမှာလက်ကြည့်လိုက်တော့သူ့ကိုရိုက်နေတာကနတ်ဆိုးဖြစ်နေပါလေဖတ်ပြီးဖို့လှုပ်တော့သူ့မျက်နှာရဲ့ရှေ့တက်တက်ကိုဘွားခနဲ့ပေါ်လာပါလေဓာတ်ပုံစရာလဲဆိုင်ကနဲ့ညဘက်ကြီးမောင်းပြေးနေပြီသူ့ကိုအနောက်ကဖတ်ထားတာကိုခံစားမိလိုက်ပါတယ်ဒါပေမဲ့ဘာမှမမြင်ရလို့စံမောင်းနေတော့နတ်ဆိုးကြီးကဆိုင်ကပေါ်ပါလာက သူ့ကိုဖတ်ထားတာကြောင့်အော်ဟစ်ပြီးကြောက်လန့်ကမောင်းနေအရှင်းမှာကလေးတယောက်ကိုမြင်လိုက်တာကြောင့်ရှောင်လိုက်တဲ့အတွက်ဆိုင်ကယ်ကလည်းလဲသွားကသူပြန်ထလာတော့ကားတစီးကသူ့ကိုဝင်တိုက်သွားပြီးတေဆုံးသွားပါတယ်ကိုစင်ကလည်းတားဖြစ်သူအခန်းကိုဝင်ကြည့်တော့ဟာဒီကရှိမနေပါဘူးဟာဒီလို့ခေါ်ပြီးလိုက်ရှာတော့အခန်းထဲမှာဟာဒီကပြန်ရောက်နေပါတယ်တားဖြစ်သူအနာကိုတွားကြည့်တော့ခြေထောက်မှာမြေမုံတွေကပ်နေတာကိုလည်းသတိထားမိလိုက်ပါတယ်တနေ့မှာဟာဒီကိုအနိုင်ကျင့်နေလို့ရင်းနှီးဆိုးတဲ့ကလေးမလေးကကိုင်ကြီးလိုက်က ီချိန်မှာပဲတခြားကလေးတယောက်ကယင်းနီကိုလာဆသွားလို့ယင်းနီကရေထဲကိုပြုတ်ကျသွားပြီးအာဒီကလိုက်ကယ်လိုက်ပါတယ်တပတ်မှလည်းအောင်လန်းစီယာဒိုမန်ကိုသူ့အဖိုးကပြန်ဝင်စားဖို့အချိန်ကျပြီလို့အတန်ပြုတ်လာပါတယ်အဲ့ကလေးကိုကာကွယ်ရမယ်လို့လည်းပြောနေပါတယ်အာဒီကယင်းနီကိုကယ်ပြီးအိမ်ကိုရောက်လာတော့ယင်းနီတို့ရဲ့အိမ်ကထမင်းစားဖို့ပြင်ယင်းနီတို့မိသားစုက ထမင်းမစားခင်စူတောင်းလိုက်ကအာဒီကိုဆူတောင်းဖို့ပြောတဲ့အခါမှာဘလို့ဆူတောင်းရမလဲလို့မေးနေကသူ့ကိုတင်ပေးတဲ့အခါမှာတော့ဘာမှမပြောပဲထွက်ပြေးသွားပါတယ် ရွာထဲမှာလည်းရွာလူကြီးရွေးကောက်ပွဲရှိပြီးကိုစင်ကဝင်းပြိုင်မှာမှမဲဆွယ်နေကြတာအာဒီကလည်းသူ့ကိုအနိုင်ကျင်းခဲ့တဲ့ခလေးကိုတွားပြီးတွန်းလဲကထွက်ပြေးသွားတဲ့အခါမှာတော့အာမတ်ကအနောက်ကနေလိုက်ရှာရင်အဆောက်အဦးတစ်ခုတည်းကိုရောက်တော့ဟာဒီကိုလိုက်ရှာနေအုပ်တွေခါထားတဲ့နေရာကိုတွားအကြည့်မှာဘုံဆိုပြီးနတ်ဆိုးရဲ့ပုံစံနဲ့ထွက်လာတော့ကြောက်လန့်ပြီးအာကုန်ပြေးပါလေဒီအချိန်မှာပဲမဲဆွယ်နေတဲ့မြင်းလဲကလည်းမြင်းကလန့်ပြီးပြေးအလာတောက်ပြီးဖွဲ့ပြေးလာတဲ့အာမတ်ကိုတိုက်မိပါပြီတိုက်ကြိတ်မိသွားကခြေထောက်နဲ့တစ်ပိုင်းကျိုးသွားပါတော့တယ် ဟာဒီကလည်းအင်ကိုပြန်ရောက်လာပြီးတပ်ပြီးစီးနေကယင်နီတို့သားအမိကရောက်လာပြီးလာရာကိုလက်ဆောင်နဲ့ဟာဒီရဲ့အဝတ်တွေကိုပြန်ပေးပါတယ်ယင်နီကတော့ဟာဒီစီကိုရောက်သွားပြီးလိုက်ရှာနေတော့စိတ်ချမ်းအနာကိုတွားကြည့်မှသူ့အနောက်ကနေဟာဒီကပြန်ရောက်နေပါတယ်ယင်နီရဲ့အမေကလည်းလာရာကိုဝိပုစုတောင်းပွဲကိုလိုက်ခဲ့ဖို့တိုက်တွန်းနေပြီးလာရာကသူ့ဘလို့ဝိပုစုတောင်းရမယ်ဆိုတာမသိဘူးလို့ဆိုပါတယ်ယင်နီရဲ့အမေကသူ့တင်ပေးမယ်လို့ဆိုကအတင်းခွန်နေတော့လိုက်သွားဖို့ပြင်ပါတယ်ဒီချိန်မှာပဲကိုစင်ကပြန်ရောက်လာတာ သူတို့ရဲ့မြင်းလဲနဲ့အာမတ်ကိုတိုက်မိသွားတာကိုပြောပြလိုက်ပြီးရုတ်တရက်မြင်းကယူသွားတာလို့ဆိုပါတယ်။လာရာကလည်းရောချင်းငွေယူပြီးပေးလိုက်မယ်အခြေအနေကိုလည်းကျမသွားကြည့်လိုက်မယ်လို့ဆိုတော့ဂျီနီရဲ့အမေကသူ့လဲလိုက်ပေးမယ်လို့ပြောနေချင်းကိုစင်ကကိုယောက်ျားကိုဘယူဆိုင်ပါလို့ဆိုကကိုစင်ကသူ့ရဲ့ပြိုင်ဘက်ဆိုလီရဲ့မိမမို့တိတ်ကြည့်မရပဲပြောဆိုလုပ်ပြီးအခန်းထဲကိုဝင်သွားပါတယ်။လာရာကအာမတ်ရဲ့မိခင်ကိုပိုက်ဆံပေးလိုက်ပြီးတောင်းပန်လိုက်ကကလေးကိုသွားကြည့်တော့အာမတ်ကအိပ်ယာထဲမှာလဲနေပြီ ဟာဒီကနတ်ဆိုးအဖြစ်ပြောင်းသွားတယ်လို့ကြောက်လန့်ကတွတ်တွတ်ညွတ်နေတာပါ။ဒါကိုကြားတဲ့အခါမှာတော့လာရာလည်းတုံ့လုံသွားပါတယ်။ကိုစင်ကလည်းစိတ်ချမ်းတဲ့ကစိတ်တီကိုကြည့်ပြီးဘာဖြစ်သူကိုလည်းအ깨ခတ်နေကတခုခုကိုစိတ်ပူနေပါပြီ။အမေဖြစ်သူလာရာကလည်းတားကိုအာမခိုင်းမိတာတားတီလာလို့မေးတဲ့အခါမှာဟာဒီကတားဘာမှမတီဘူးလို့ပြောနေကကိုစင်ကလည်းဒီချိန်မှာရောက်လာပြီးဘာတွေဖြစ်နေကြတာလဲလို့ဝင်မေးပါတယ်။လာရာကလည်းအာမကတားကနတ်ဆိုးဖြစ်သွားတယ်လို့ပြောနေတယ်လို့ဆိုတော့ ကိုစင်ကမင်းကသားကိုကာကွယ်ရမယ်လို့អော်လိုက်တော့ဟာဒီကလည်းထလာပြီးသားကနှတ်ဆိုးကလေးမဟုတ်ပါဘူးလို့ဆိုကအမေကိုဖတ်ထားလိုက်ပါတယ်။ကိုစင်ကလည်းရွာလူကြီးရွေးကောက်ပွဲမှာအနိုင်ရဖို့လုံပန်းနေကသူ့တပည့်တွေနဲ့ဆိုးလေးကိုနိုင်ဖို့ပိုက်ဆံပေးစီယုံရင်လေသူ့ကိုထောက်ခံတဲ့လူတွေကသူ့ကိုပဲထောက်ခံမှာလို့ပြောနေချင်းအောက်လန်းစရာဒိုမန်ရောက်လာပြီးခမားနိုင်အောင်လှုပ်ပေးနိုင်တယ်လို့လာပြောတော့ငါနိုင်ရင်မင်းကဘာများရမှာမို့လဲလို့ပြန်မေးတဲ့အခါမှာဒိုမန်ကလည်းဆိုးလေးကိုမကြိုက်တာကြောင့်သူ့ကိုခံစားသွားရအောင်ငါလုံနိုင်တယ်လို့လာစီယုံပါတယ် ကိုစင်ကလည်းမင်းအကူအညီကိုလက်မခံဘူး။ငါနီးငါဟန်နဲ့ပဲအနိုင်ယူနိုင်တယ်လို့ပြောတော့နောင်တမရဖို့မျှော်လင့်ပါတယ်လို့ပြောကထွက်သွားပါတယ်။ဒီချိန်မှာလူတယောက်ကအာမတ်ကဟာဒီကိုနဆိုးအဖြစ်ပြောင်းသွားတယ်လို့ပြောနေတာကိုလာပြောတဲ့အခါမှာကိုစင်ကလည်းအပြောမခံပဲရိုက်နှက်လွတ်လိုက်ပါတယ်။ဒါကိုဟာဒီလေးကလည်းကြားနေကအမေဖြစ်သူကလည်းကြားရပြီ။တူတောင်းတဲ့စာပြောက်ကိုထုတ်လိုက်ကဒါကိုယီနီရဲ့အမေကပေးလိုက်တာဖြစ်ပြီးဟာဒီနားမှာရွတ်ဖက်ဖို့မှားလိုက်တာပါ။လာရာကလည်းတားရဲ့အနာကိုအသွားမှာဖြက်ခနဲလှက်ကြည့်လာလို့လာရာကလည်းတားဖြစ်သူကိုလန့်နေပါလေ အာဒီကသူ့ဆွဲထားတဲ့ပုံလေးကိုပြတော့လာရာကကြည့်တဲ့အချိန်မှာပဲမျက်လုံးကလည်းအယောင်ပြောင်းသွားကဟာဒီကတီတီတတစကားတွေနဲ့အချိုတက်လိုက်တော့အမေဖြစ်သူလည်းစိတ်ပြောင်းသွားပြီးတားဖြစ်သူကိုအထင်မှားမိတယ်လို့ဆုံးဖြတ်လိုက်ကစာရွက်ထဲကစာတွေကိုမရွတ်လိုက်ရပါဘူးအဲ့ဒီနောက်မှာဟာဒီရဲ့မကောင်းချောင်းကိုလာပြောတဲ့လူကလည်းအပြန်မှာဟာဒီရဲ့ကိုယ်ထဲကနတ်ဆိုးရဲ့လက်ချက်နဲ့ပဲဆုံးပါသွားပါတယ်ကိုစင်ကလည်းတားဖြစ်သူပျောက်သွားတာကိုသိနေလို့စောင့်ကြည့်နေကသူ့ရှိတယ်ပဲမိကိုးတွေနဲ့အတူပြတင်းပေါက်ကနေဝင်လာပြီး သူမဟုတ်တယ်လို့ပဲပြန်နေလိုက်တာကိုမြင်လိုက်ပါတယ်။ဒီတော့ကိုစင်လင်းတားဖြစ်သူအနာကိုတွားကဖတ်ထားလိုက်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကိုစင်နဲ့ဆိုလီတို့ကရွာလူကြီးဖြစ်ဖို့အပြိုင်မဲဆွယ်နေကဆိုလီကဘာသာရေးသမားမို့ရွာရဲ့ကောင်းကျိုးကိုပဲပြောကစီးယုံနေကရစ်ပူစွာတာတယ်။အောက်လွမ်းတွေမရှိပဲတာယာလှပစီဖို့ကြီးပြဲတာပါ။ဆိုလီရဲ့မိမကလည်းလာရာကိုဝိပုစုတောင်းတဲ့စံစာကိုတင်ပေးနေကအောက်လန်းစီယာဒိုမန်ကလည်းဆိုလီစားမဲ့ထမင်းချိုင်တွေကိုမသိအောင် အောက်လန်းအထက်တွေထည့်သွားပါတယ် ညီငီကလည်းဟာဒီကိုနင်ကညီမလေးလိုချင်တာလားညီလေးလိုချင်တာလားလို့မေးတော့ငါဘာမှမလိုချင်ဘူးလို့ပြောပါတယ်။နင်အမေကကိုဝင်ရှိနေပြီလို့ပြောနေတာ။အာမတ်ကလည်းသူ့လိုအနာကိုရောက်လာပြီ။ဟာဒီကိုမြင်တော့ဟာဒီကစိုက်ကြည့်နေလို့ပြန်ပြေးပါတော့တယ်။ဟာဒီကလည်းစင်းပြေးသွားပြီ။ဖေဖြစ်သူကလည်းဒါကိုသတိထားမိလိုက်ပါတယ်။လာရာကရုတ်တရက်ဟာဒီစိုက်ကြည့်နေတာကိုလန့်သွားပြီ။သူ့ကိုဘာမှမပြောဘဲပြေးထွက်သွားကဟာဒီကနောက်တက်ကလေးမွေးလာမှကိုမလိုချင်ဘဲဖြစ်နေတာပါ။ညီညီတို့မိသားစုကလည်းမစားခင်မှာစူတောင်းပွဲလုပ်နေပြီ။ စားဖို့ပြင်းတဲ့အခါမှာသူ့ပေးကဆရာကအစားတဲကဟာကိုတတိထားမိသွားပြီးတားလိုက်ခါဘုရားစာရုပ်ဆိုလိုက်တာနဲ့ဒိုမန်ကလည်းအိတ်နေရင်နိုးလာပြီးသူ့ပြူစားထားတာကသူ့ကိုပြန်ထီသွားပါတယ်ဆရာကလည်းအစားတွေကိုဂါတာရုပ်ဆိုလိုက်တော့ခင်းချင်များတွေဖြစ်နေလို့အပြင်ကိုလွတ်ပြက်လိုက်တဲ့အခါမှာမီးတွေထတောက်သွားပါတယ်ဒိုမန်ကလည်းဆိုလေးရဲ့ပုံကိုတုံးပြီးထပ်ပြီးပြူစားဖို့လုပ်ပါတယ်ဒီလိုနဲ့ညရောက်တော့မီးတွေပြက်ကလေတွေတိုက်လာပြီးရင်းနှီးလေးကနိုးလာတာထားကြည့်တဲ့အခါမှာတော့ဟာဒီကအိမ်ထဲကိုရောက်နေတာပါ ။ယင်းဒီကခေါင်းနဲ့ရင်းမှာပဲဟာဒီရဲ့ကောင်းကနတ်ဆိုးကြီးရဲ့ကောင်းအဖြစ်ပြောင်းလဲသွားကယင်းဒီလေးကလာထီတော်မှာလှဲ့လာတာကဟာဒီဖြစ်နေပါတယ်။ဟာဒီကစိတ်ဆိုးနေတဲ့ပုံနဲ့ဖြစ်နေကယင်းဒီကိုတော့ဘာမှရံမမှုပဲအိမ်ပြင်ကိုထွက်ပြေးသွားပါတယ်။ဒိုမန်ကလည်းဆိုလီရဲ့ပုံကမီးမလောင်တော့ခမားရဲ့အစွမ်းနဲ့မရှိတော့ဘူးလားနတ်ဆိုးအိုကြီးလို့ပြောတော့နတ်ဆိုးကသူ့ကိုနားကျင်အောင်ပြန်လှုပ်လိုက်ပါတယ်။ယင်းဒီကလည်းအဖေဖြစ်သူကိုဟာဒီကအိမ်ထဲကိုရောက်လာတယ်။ဟာဒီနဲ့တော့မတူဘူးသူ့ရဲ့ကောင်းကလူအိုကြီးနဲ့တူတယ်။ဇပိန်ဖြူတွေနဲ့လို့ဆိုတော့ ေးကအထက်လန်းဆရာကအဲဘက်ဒိုမီနစ်ပဲလို့ဆိုကနတ်ဆိုးရဲ့တမိုင်းချောင်းကိုပြောပြပါတယ်။သူကပေါ်တူဂီမျိုးနွယ်ဝင်ဖြစ်ပြီးဒီရွာကသူ့အဘိုးဖြစ်သူရဲ့စီးစိမ်တွေကိုအမွေအားထားကအဲ့ဒီအာနာတွေနဲ့ပဲသူ့ကိုစန့်ကျင်တဲ့လူမှန်သမျှကိုနှိပ်စက်လိရှိတယ်။ရွာရဲ့တမိပြူတွေကိုလည်းမတင်းကျင်နဲ့။မြောက်အုံနောက်စားရတာကိုလည်းသဘောကျတယ်။တနေ့ကျတော့ရွာသားတွေကတီးမခံနိုင်တဲ့အခါမှာအဲဘက်ဒိုမီနစ်ကိုသူ့ရဲ့အာဟုသူအလုပ်တွေအတိုင်းပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်ကြတယ်။သူ့ကိုစင်းခေါ်နိုင်တာတယောက်ပဲရှိတယ်။ ပြီးတော့ဟာဒီလေးကိုဂျားကန်အဖြစ်တုံးထားတာဖြစ်မယ်လို့ဆိုကဆူလီကလည်းဘသူလဲလို့မေးလိုက်တော့ဒိုမန်ပဲသူကဒိုမီနီရဲ့မျိုးဆက်ပဲဒိုမန်ရဲ့အဖွားကဒိုမီနီရဲ့ခြေတော်တင်ချင်းခံရတဲ့တယောက်ပါပဲအတလန်ဆီယာနဲ့ဒိုမန်နဲ့ကဆရာအတူပညာသင်ပတ်တွေပါဒိုမန်ကတော့မကောင်းတဲ့ရည်ရွယ်ချက်နဲ့ဖောက်ပြန်တဲ့လမ်းစဉ်ကိုလိုက်လိုက်သွားတာဖြစ်ကဒိုမီနီနဲ့သူနဲ့အမျိုးတော်မှန်တည်သွားကလေးကပဲလို့ရှင်းပြလိုက်ပါတယ်တကယ်တော့အတလန်ဆီယာကဒီရွာကိုဒိုမန်ကိုတားဖို့ရောက်လာတာပါကိုစင်ကလည်းသူ့ရဲ့အိမ်ပြတင်းတွေကို ဒါဖြစ်သူထွက်မရအောင်အသေးပိတ်ပစ်လိုက်ပါတယ်။ဒိုမန်ကလည်းအဲ့လိုပိတ်ထားလဲတားလို့မရဘူးလို့ပြောကထွက်သွားပါတယ်။အာဒီကလည်းအင်ကိုပြန်ရောက်လာတော့အမေကိုကာကွယ်ချင်တာလို့ဆိုတော့တယောက်ယောက်ကအမေကိုထိခိုက်စေခြင်းနဲ့သူကမွေးချင်းမရှိစေခြင်းဘူးလို့ပြောတော့ဘသူလဲလို့မေးတဲ့အခါမှာရှူတူတူသူတည်သွားရင်အန်တရများတယ်လို့ဆိုကပြောပြီးရေတွင်းနားမှာသွားပြီးဆက်ပြီးစီးနေပါတယ်။ဒီချိန်မှာပဲကိုစင်လွတ်ထားတဲ့လူတွေကသူတို့မဲဆွေလို့မရတဲ့လူတွေကပိုက်ဆံများများပြီးရင် ကြားမှာလို့ပြောနေလို့ပိုက်ဆံတွေကိုယူသားပြီးပေးခိုင်းလိုက်ပါတယ်။ဟာဒီကလည်းဆက်ပြီးစီးနေရေရင်းထဲကိုပြုတ်ကျသွားလို့လာတာကသွားပြီးဆွဲတင်နေချိန်မှာပဲနဆိုးပုံစံအဖြစ်ပြောင်းသွားကငါမွေးခြင်းမလို့ခြင်းမူမေမေရေးလို့ဆိုကလာရာကိုရေရင်းထဲကိုဆွဲချပြီးသူကတော့ခုန်တက်သွားပါတယ်။အမေဖြစ်သူကိုရေရင်းထဲထားပြီးဆက်ပြီးပတ်စီးနေကလာရာကတော့ဆူတောင်းမှုလုပ်နေကဒီအတန်ကိုဟာဒီကနားမခံနိုင်ဖြစ်ပြီးအော်ဟစ်နေလို့ကိုစင်ကကြားပြီးပြေးလာကြည့်ပါတယ်။ဒီချိန်မှာပဲဟာဒီရဲ့မျက်လုံးကအယောင်ပြောင်းသွားတာကိုမြင်လိုက်ပြီးကိုစင်လည်းလန့်သွားပါတ အာဒီကလည်းအိမ်ထဲကိုပြေးဝင်သွားတော့ရေတွင်းထဲကိုကြည့်လိုက်မိကလာရာကိုမြင်ပြီးခုံချကဆင်းကယ်လိုက်ပါတယ်။ဂျီနီရဲ့အမေကလည်းရောက်လာပြီးလာရာကိုစမ်းသက်ကကလေးကဘာမှမဖြစ်ဘူးလို့ဆိုပါတယ်။ဒီလိုနဲ့လာရာသတိရလာတော့တားဖြစ်သူကရေတွင်းထဲကိုဆွဲချလာလို့ပြောလိုက်ကရင်တစ်ခုခုတော့လှုပ်ဖို့လိုပြီ။အဲ့ဒါဟာဒီမဟုတ်တာတေးကြတယ်လို့ပြောနေကဟာဒီဆိုရင်သူ့အမေကိုဒီလိုလှုပ်မှမဟုတ်ဘူးဆိုပြီးငိုပြီးပြောနေပါတယ်။ညီမတို့ရဲ့အမားပဲကြံပြန်ပြီးဆက်ရရလိမ့်မယ်လို့ပြောနေကကိုစင်ရဲ့လူယုံကလည်း ဝမ်းဆွဲတဲ့အဖွားကြီးကိုကိုစင်ကခေါ်ခိုင်းတယ်လို့ပြောတာလာတာဖြစ်တာတွေကိုလည်းပြောပြလိုက်တော့အဖွားကြီးကနတ်ဆိုးကလေးရဲ့လက်ချက်ပဲဖြစ်မယ်သူကမွေးခြင်းမရှိစေချင်တာပဲဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့သူတို့လာတဲ့လမ်းမှာဟာဒီနဲ့တို့ပြီးကိုစင်ရဲ့လူယုံကိုဆွဲသွားတာဦးကောင်းအကြီးကွန်တွေကိုလှန်နေတာကိုအဖွားကြီးကမြင်ပြီးလက်အော်ကပြေးပါတော့တယ်ကိုစင်ကလည်းသူ့ရဲ့အလုပ်သမားတွေကိုတားဖြစ်သူကိုလိုက်ရှာခိုင်းလိုက်ပါတယ်ဝမ်းဆွဲတဲ့အဖွားကြီးကလည်းပြေးလွှားရင်းရွာထဲကိုရောက်တော့အိမ်တွေကိုလိုက်ခေါ်ပြီးမှဘသူမှတကားမဖွင့်ပေးကြပါဘူး ဒီတော့အင်သာတဲကိုဝင်ပုန်းနေချိန်မှာဟာဒီကနတ်ဆိုးအဖြစ်ပြောင်းသွားပြီးအဖွားကြီးကအင်သာတဲကိုပြန်ထိုင်လိုက်ချိန်အင်သာကော်တဲကနေလက်ထွက်လာပြီးအဖွားကြီးကိုနောက်ကျောကနေဘိုက်တီပောက်ထွက်သွားအောင်လှုပ်လိုက်ပါတယ်ဒီချိန်မှာသူ့အဖေလို့သမားတွေကသွေးတွေရှွဲနေတဲ့ဟာဒီကိုမြင်ပြီးနတ်ဆိုးလေးလို့ဆိုကထွက်ပြေးသွားကြပါတယ်တခြားရွာသားတွေလည်းကြောက်လန့်ကုန်ကြပြီးတူလီကလည်းဟာဒီတို့အိမ်ကသူမိမကိုတွားခေါ်ဖို့တမိဖြစ်သူကိုအိမ်တကားတွေလုံအောင်ပိတ်ထားဖို့မှာပြီးအပြင်ကိုအထွက်မှာဟာဒီနဲ့တိုးပါတယ် ရင်ကြီးကတကားကိုဖွင့်ဖို့ပြင်တော့ဖွင့်မရတော့ပါဘူးအဖေဖြစ်သူကလည်းဟာဒီကလဲကြသွားလို့ပွေထားလိုက်ချင်းရင်ကြီးကလည်းအဖေသူကဟာဒီမဟုတ်ဘူးသူနားကိုမကန့်နဲ့လို့អော်ပြောနေကဆိုလီကလည်းဟာဒီကိုပွေလိုက်သူ့ရဲ့လက်ထဲမှာနတ်ဆိုးအဖြစ်ပြောင်းသွားလို့လန့်ပြီးပစ်ချလိုက်ပါတယ်နတ်ဆိုးကလည်းဆိုလီကိုတတ်ခွာပြီးတိုက်ခိုက်နေချင်းရင်ကြီးလေးကလည်းဆူတောင်းလိုက်တော့တကားကပွင့်သွားပြီးအပြင်ကိုပြေးထွက်ကဟာဒီကိုဆက်မလုပ်ဖို့တားပါတယ်နတ်ဆိုးအဖြစ်ပြောင်းနေတဲ့ဟာဒီကလည်းဆိုလီကိုပဲမဲနေပြီးရင်ကြီးကိုတော့ဘာမှမလုပ်ပါဘူး ဒီလိုတိုက်ခိုက်အောင်ဒိုမန်ကလုံနေတာပါအထက်လန်းစီယာကလည်းဒိုမန်စီရောက်သွားပြီးတိုက်ခိုက်ကြပါတယ်ဂီနီကစွဲထားတော့နတ်ဆိုးစိတ်ကပျောက်သွားပြီးဟာဒီကစိတ်ပြေသွားကလဲကျသွားပါတယ်တပတ်မှလည်းဒိုမန်နဲ့အထက်လန်းစီယာနဲ့အပြင်းထန်တိုက်ခိုက်နေကြပါတယ်တူလီကလည်းဟာဒီကိုအိမ်ပြန်လိုက်ဖို့လိုက်ကဒီချိန်မှာပဲအထက်လန်းစီယာရောက်လာပြီးဟာဒီကိုအစွဲချုပ်ပြီးမှရမယ်လို့ပြောလိုက်တော့အိမ်ထဲကိုခေါ်သွားပြီးနတ်ဆိုးကိုနှင်ထုတ်ဖို့စတင်ပါတယ်ဟာဒီကလည်းနာကျင်အော်ဟစ်နေပြီးသူတို့ရှေ့မှာနေမယ်လေးဘော်ကိုကြွတ်တက်သွားကစီယာကဆူတောင်းနေတော့ပြန်ကြလာကာ တပတ်မှလည်းဒိုမန်ကစီးပေါက်သွားပြီးဒိုမီနစ်ကသူ့အနောက်ကိုလိုက်နေပါပြီ။ဟာဒီကလည်းဆရာရှိမှပဲနတ်ဆိုးအဖြစ်ပြောင်းလဲသွားပြီးလေဘင်းကတပတ်လည်သွားကနိုင်ငံပေါ်ကိုတက်သွားပြီးမျက်နှာကျက်မှာစောက်ထိုးကြီးလုံနေပါတယ်။ကိုစင်ကလည်းဂတိတီပါကိုစင်လို့ပြောပြီးဆရာကလည်းခေါင်းကိုကန်ပြီးဆူတောင်းလိုက်တော့ဆရာကိုတက်ခွာစီပြီးမင်းကကိုမနိုင်ဘူးလို့ဆိုကပြောနေချိန်မှာပဲလာရာကအနားကိုကပ်ပြီးကျန်းစာကိုရွှတ်လိုက်တော့ငြိမ်သွားကခဏအနေမှာပဲချက်ချင်းပဲနတ်ဆိုးအဖြစ်ပြောင်းလဲသွားပြီးမိခိုးတွေဝင်လာကအခန်းတကားတွေလည်းပွင့်သွားပါတယ် ဆရာကလည်းခေါင်းကိုကင်ပြီးအပနင်ပေးလိုက်တဲ့အတွက်နတ်ဆိုးလည်းပျောက်ကွယ်သွားပါတယ်။ဒိုမန်ကလည်းသူ့အဖိုးအခေါင်းသားမှာမလုပ်ပါနဲ့အဖိုးတောင်းပန်ပါတယ်လို့ပြောနေကမြေကြီးတဲ့ကိုကြုံဝင်သွားပါတယ်။ကိုစင်ကလည်းသူ့ရဲ့ဖျားပေါ်မှာမယုံကြည်တဲ့အစွဲကလည်းကြွက်သွားတယ်လို့တားပြစ်သူရဲ့ကိုတဲကနတ်ဆိုးကလည်းထွက်သွားတာကြောင့်သူ့လိနဲ့အထက်လန်းဆရာကိုကျေးဇူးတင်ကြောင်းပြောပြီးကျွန်တော်ကိုတင်ပြပေးပါလမ်းပြပေးပါလို့ပြောလိုက်ကရွာလူကြီးအဖြစ်ရွေးချယ်ခံရတော့လေသူမယူပဲအမြင်မှန်ရကရွာသားတွေကိုလည်းတောင်းပန်လိုက်ပြီး အားလုံးရဲ့အရှိမပဲဆိုလေးကိုလွှဲပြောင်းပေးလိုက်ပါတယ်။ဟာဒီလေးကလည်းထိတ်ဖြက်လို့ရသွားခဲ့ကကိုစင်တို့မိသားစုကဖျားကိုယုံကြည်ကိုးကွယ်ပြီးဘာသာရေးကိန်းဆိုင်တဲ့မိသားစုလေးဖြစ်သွားပါတယ်။ဒီလိုနဲ့လာရာရဲ့ကိုဝင်ကလည်းမွေးဖွားတဲ့ရက်ကိုရောက်လာပြီ။မိဖွားပြီးခလင်းကိုတန်းကြားလိုက်ရကချက်ချင်းပဲလက်တရဲ့အော်ဒါနဲ့အတူအပြင်ကိုထွက်လာပြီးလဲကျသွားပါတယ်။လာရာကနတ်ဆိုးဝင်ပူးကတ်ခံရပြီးဒိုးရီပါထွက်လာနေပါပြီ။သွေးတန်တရရဲ့နဲ့ကလေးကိုပိုက်ကထွက်လာပြီ။ကိုစင် ပါတီကိုပေးမှလားဒီကလေးကိုပေးမှလားလို့ပြောကရဲနေရင်ဇလန်းလည်းပြီးဆုံးသွားပါတယ်ခင်ဗျာအစုံးဒီလိုက်ပါကြီးစုပေးတယ်တယောက်စီကိုအထိုးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ညီကုန်းချောက်လိုက်ရပါတယ်ခင်ဗျာ